အားလုံးမင်္ဂလာပါ MMA မြန်မာနဲ့ကြိုဆိုပါရစေကျွန်တော်ဒေးဗစ်ပါဒီနေ့တော့ကိုအောင်လာဦးကွန်ပျူတာအနေနဲ့ကိုအောင်လာမြန်မာပြည်မှာထုတ်ခဲ့တဲ့ပွဲတွေအပါအဝင်သူ့ရဲ့1မှာထုတ်ခဲ့တဲ့ပွဲတွေအားလုံးအကြောင်းကိုကျွန်တော်အချင်းချုပ်လေးပြန်ပြီးတော့မှပြောပြချင်ပါတယ်အားလုံးမသိတဲ့အတိုင်းကိုအောင်လာကတော့ကစားသမားဘဝနဲ့အနားယူသွားခဲ့ပါပြီဆိုတော့ဟိုကျွန်တော်တကယ်ဝမ်းသာဝမ်းနည်းဖြစ်ရတယ်ပေါ့နော် ကိုအောင်လာကကျွန်တော်တို့မြန်မာပြည်ဝ MMA နဲ့ mix ဆက်ပြီးခဲ့တဲ့ကစားသမားဖြစ်ပါတယ်ပထမဦးဆုံးကို international fighter ပေါ့နော်နိုင်ငံတကာမှာကြော်ကြော်ကြော်ကြားတဲ့ပထမဆုံး fighter လည်းဖြစ်ပါတယ်ဟို1ကိုကျွန်တော်တို့မြန်မာပြည်အထီ MMA ပွဲကြီးတွေကိုကျွန်တော်တို့မြန်မာပြည်အထီကိုပထမဆုံးယူဆောင်လာပြီးခဲ့တဲ့ fighter ပါပြီးတော့မြန်မာမျိုးပေါ်မှာပထမဆုံး international ဒီခပ်ပတ်ပေါ့နော် belt ကိုလည်းသူရယူပြီးခဲ့တဲ့ champion ဟောင်းပါဆိုတော့တကယ်ပဲသူ့ကိုကျေးဇူးတင်တယ်ဂုံလေးပြုပါတယ်ဆိုတော့သူ့ရဲ့ပွဲတွေအကြောင်းလေးနဲ့ပြောရအောင်ပေါ့နော်ဟိုဝမ်းမရောက်ခင်မှာသူတခြား promotion တွေမှာလည်းသူစုစုပေါင်း25ဘွဲလောက်အထိထိုးခဲ့ဖူးတဲ့ fighter ပါအာ25ဘွဲထဲမှာ16ဘွဲနိုင်9ဘွဲရှုံး2ဘွဲ non contest ရလာပိုင်ဆိုင်ထားတာပါဝမ်းမှာကြတော့ကိုအောင်လာစုစုပေါင်း22ဘွဲထိုးတတ်ခဲ့ပါတယ်22ဘွဲထဲမှာ16ဘွဲနိုင်ခဲ့ပြီးတော့မှ6ဘွဲရှုံးနေခဲ့တာပါ ဟိုဂေါန်လောင်ဆန်းကဝါမပထမဦးဆုံးပွဲဦးထွက်ထုတ်ခဲ့တဲ့ပွဲကတော့2014ခုနှစ်အာဇွန်လ14ရက်နေ့အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ 1FC Era of Champions ဆိုတဲ့ပွဲမှာအီဂျစ်နိုင်ငံသားမက်မော့ဆာလာမာနဲ့ရှင်းပြန်ခဲ့ရတာပါ။ဟိုအောင်လိုက်ရဲ့1အဖွင့်ပွဲစဉ်ကတော့ဒါလာတယ်လို့ပြောရမှာပေါ့နော်။ပြိုင်ဖက်မှာကွန်ဆလာမာကိုပထမအချီ2မိနစ်နဲ့90စက္ကန့်မှာပဲအလဲထိုးအနိုင်ယူပြီးတော့မှအဖွင့်လှခဲ့ပါတယ်။ ကွန်လာရဲ့ဒုတိယမြောက်ပွဲကတော့2016ခုနှစ်မလ16ရက်နေ့ဒီပွဲကြတော့ရန်ကုန်မှာဒီ1 Union of Warriors ဆိုတဲ့ပွဲပေါ့နော်အဲ့မှာအီဂျစ်နိုင်ငံသားမိုဟာမက်အလီနဲ့ရှင်ပြိုင်ခဲ့ရပါတယ်အဲ့ဒီပွဲမှာလည်းကွန်လာကပထမအချီနဲ့ပဲပြိုင်ဖက်ကိုအလဲထိုးပြီးတော့မှနိုင်ပွဲထပ်ရခဲ့တာပါသူရဲ့တတိယမြောက်ပွဲကတော့ရုရှားနိုင်ငံသားအာလက်ဆေးဘူထိုရင်နဲ့ရှင်ပြိုင်ခဲ့ရပါတယ် ဒီပွဲကို2016ခုနှစ်ဇူလိုင်လ2ရက်နေ့တရုတ်နိုင်ငံမှာကျင်းပတဲ့ One Dynasty of Champions ဆိုတဲ့ဟိုပွဲမှာပေါ့နော်ရှင်ပြိုင်ခဲ့ရတာပါအဲဒီပွဲမှာလေကိုအောင်လကအတုတရအချီမှာပဲဒီ triangle ချုပ်နေပေါ့နော်အနိုင်ရရှိခဲ့ပါတယ်အဲဒီပွဲပြီးမှာကလေးကတကယ်ဆိုလို့ရှိရင်ဒါကိုအောင်လအနေနဲ့ champion capacity ကိုအခွင့်ရရှိသင့်ပြီဆိုပြီးတော့မှပျော်ပျော်ဟိုတန်နေထွက်ခဲ့တယ်ဒါမဲ့သူကနောက်ထပ်တပွဲကြားထဲမှာထိုးခဲ့ရပါသေးတယ် အဲ့ဒီပွဲကတော့ဂွန်လာရဲ့လေးပွဲမြောက်ဖြစ်တဲ့ပိုလန်နိုင်ငံသားမိုက်ကယ်ပက်စတာနက်နဲ့ပွဲဖြစ်ပါတယ်။အဲ့ဒီပွဲကလည်း2016ခုနှစ်အောက်တိုဘာလ9ရက်နေ့မြန်မာနိုင်ငံမှာလာရောက်ကျင်းပသွားခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။ဆိုတော့မြန်မာနိုင်ငံမှာဒုတိယမြောက်အချိန်လာရောက်ကျင်းပခဲ့တဲ့ဝိုင်းရပွဲအဲ့ဒီပွဲမှာဂွန်လာအနေနဲ့ပွဲကိုအဆုံးမသတ်နိုင်ခဲ့ပေမဲ့ဒါဆွန်းဆောင်ရေကောင်းနေခြားပြနိုင်ခဲ့ပြီးတော့မှ unanimous decision နဲ့အနိုင်ရရှိခဲ့ပါတယ်။ လေးပွဲဆက်တိုက်အနိုင်ရရှိလာပြီးတော့မှငါးပွဲမြောက်မှာတော့ဒါချန်ပီယံကိုစင်ကာပူခွင့်ရရှိသွားတဲ့အနေထားပါအဲ့ဒီပွဲကို2018ခုနှစ်ဇန်နဝါရီလ14ရက်နေ့အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ One Quest of Power ဆိုတဲ့ပွဲမှာချန်ပီယံစင်ကာပူခွင့်ရရှိခဲ့တာဖြစ်ပါတယ်ပြိုင်ဖက်ချန်ပီယံကရုရှားနိုင်ငံသား Vitaly Pikdash ဖြစ်ပါတယ်အဲ့ဒီပွဲမှာတော့အောင်လာအနေနဲ့1ရဲ့ပထမဦးဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါရှုံခဲ့ရဆိုပေမဲ့ဟိုအလဲထိုးတို့လိုချုပ်ကွက်တွေနဲ့ရှုံခဲ့တာမဟုတ်ပဲနဲ့ပေါ့နော်အမှတ်နဲ့ပေါ့ unanimous decision နဲ့ရှုံခဲ့တာဖြစ်ပါတယ်ကောင်လာဖက်ကလည်းစွန့်ဆောင်ရေးကောင်းတွေကိုချပြနိုင်ခဲ့လို့ဒီပွဲကိုမကျေနပ်ပွဲဆိုပြီးတော့မှနောက်ထပ်၅လအကြာမှာပဲ2019ခုနှစ်ခုနှစ်ဇွန်လ30ရက်နေ့မှာထပ်ပြီးတော့မှရှင်ပြိုင်ခဲ့ရပါတယ်အဲဒီပွဲကိုတော့ဒါမြမမြေမှာမြန်မာနိုင်ငံမှာလာပြီးကျင်းပခဲ့တာပါမြန်မာနိုင်ငံမှာ၃ချိန်မြောက်ဟိုလာရောက်ပြီးကျင်းပတဲ့ပွဲအဲ့ဒီပွဲမှာတော့ ကွန်လာကစွန်းဆောင်ကြီးကောင်းလို့ချပြနိုင်ခဲ့ပြီးတော့မှ Vitali Big Dash ကိုရှုံကြွေးဆက်နိုင်ခဲ့တယ်လို့ဝါမှာပထမအဆုံးမြန်မာနိုင်ငံသားချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲ့ဒီနေရာဆိုလို့ရှိရင်တော့ဒါကျွန်တော်လည်းမှတ်မိတယ်အားလုံးလည်းမှတ်မိကြမယ်မြန်မာနိုင်ငံတနိုင်ငံလုံးတကြီးရွယ်အိုကလေးရအစတကယ်ကိုပျော်ရွှင်ပြီးတော့မှဂုဏ်ယူရတဲ့နေ့တစ်နေ့ဖြစ်ခဲ့တာပါ။ကွန်လာချန်ပီယံဖြစ်ပြီးတော့မှဝါမှာဒါသူ့ရဲ့ခုနှစ်ပွဲမြောက်ဒါပေမဲ့ဒီပွဲကတော့ချန်ပီယံကာကွယ်ပွဲမဟုတ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ကင်မိုရင်းနိုင်ငံသားဟိုအလင်းငါလာနေနဲ့ဒါ open weight ပွဲစဉ်အနေနဲ့ရှင်ပြန်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီပွဲကဒီဂွန်လာညာငါးပေါင်နဲ့ထိုးတက်ခဲ့ပြီးတော့မှသူ့ပြိုင်ဖက်အလင်းဟိုဂါလာနီကတော့ဟိုပေါင်130လောက်နဲ့ရှင်ပြန်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီ open weight ပွဲစဉ်က1ရဲ့ပထမဦးစဉ် open weight ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ် ဒီပွဲကိုလည်းရန်ကုန်မှာပဲလာပြီးကျင်းပခဲ့တာဖြစ်ပါတယ်ပထမအချီဟိုပြီးခါနီးလင်းမှာပဲကိုအောင်လာကချုပ်ကွက်နဲ့ဟိုအနိုင်ရခဲ့တာပါ ပြီးတော့ဒီပွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းတကယ်ဆိုလို့ရှိရင်သူကိုယ့်ထက်ပေါအောင်ပေါ့နော်အများကြီးပူတဲ့ fighter ကိုအဲ့လိုအနိုင်ယူနိုင်တာကဒါကဟိုတကယ်ဆိုလို့ရှိရင်နဲတဲ့ဆွန်းဆောင်ရင်မဟုတ်ဘူးကိုကိုခနာကြန့်ခိုင်မှုလဲကောင်းသလိုနီးစနစ်ပိုင်းလဲတာလို့အဲ့လိုမျိုးပေါ့နော်တောင်းတိုင်းကို weight တူတဲ့လူဆိုလို့ရှိရင်တော့ ဟိုနိုင်ဖို့ပူလွယ်တာပေါ့နော်ကိုယ့်ထက်အများကြီး weight များတဲ့လူအဲ့လိုနိုင်တာကတကယ်တော့တကယ်ကိုချီးကျူးရမှာပါထူးချွင်တဲ့ဒါကစားသမားဖြစ်တယ်ဆိုတာကိုတက်တင်ပြခဲ့တယ်ပွဲပါနောက်ထပ်ကွန်လာရဲ့ရှစ်ပွဲမြောက်ဒီပွဲက middle weight ဟိုချန်ပီယံခပ်ပတ်ကာကွယ်ပွဲ မဟုတ်သေးဘူးဟို light heavy weight တန်းကိုတက်ပြီးတော့မှတခါသူနောက်ထပ်ခပ်ပတ်ရဖို့ခပ်ပတ်အစ်စ်ပေါ့နော်ဆိုတော့အဲ့ဒီပွဲရဖို့သူလူခဲ့တဲ့ပွဲဖြစ်ပါတယ် အရင် light heavyweight champion ဟောင်း Roger Garcia ဆိုတဲ့ Brazil fighter ကအနားယူသွားလို့လစ်လတ်နေတဲ့ light heavyweight champion ခပတ်ကိုကောင်လာကတက်ပြီးတော့မှလှုပ်ခဲ့တာဖြစ်ပါတယ်။ပြိုင်ဖက်က Brazil နိုင်ငံသား Alexandre Machado ဖြစ်ပါတယ်။ဒီပွဲကိုလည်းရန်ကုန်မှာပဲကျင်းပခဲ့တာဖြစ်ပြီးတော့မှမြန်မာနိုင်ငံရဲ့၅ပွဲမြောက်1ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီဘက်မှာဂူအောင်လာကဟိုပြိုင်ဖက်အလက်ဇန်ဒရီမာချဲရိုကိုပထမအချီ56ဆက်ကတ်မှာအမြင့်ကန်ချဲနဲ့အတူအနိုင်ရရှိခဲ့ပြီးတော့မှနှစ်ထပ်ကွင်းချန်ပီယံဖြစ်လာခဲ့တာပါနှစ်ထပ်ကွင်းချန်ပီယံဖြစ်ခဲ့ပြီးတော့နောက်ဟိုကိုးပွဲမြောက်မှာတော့ဒါပထမဆုံးမီဒယ်ဝိတ်ချန်ပီယံခပ်ကိုကာကွယ်ခဲ့ရတဲ့ပွဲပါ အဲ့ခဘကာကွယ်ပွဲကို2018ခုနှစ်ဇွန်လ29ရန်ကုန်မှာပဲကျင်းပခဲ့တာဖြစ်ပြီးတော့မှပြိုင်ဖက်ကတော့ Japan Fighter Ken Hasegawa နဲ့ရှင်ပြိုင်ခဲ့ရတာပါအဲ့ပွဲကပြိုင်ဆိုင်မှုကတော်တော်လေးကိုပြင်းထန်ခဲ့တဲ့ပွဲပါနှစ်ယောက်လုံးအထိခိုက်များခဲ့တဲ့ပွဲလို့လည်းပြောလို့ရပါတယ်ပြီးတော့နောက်ဆုံးငါးချီမြောက်ပွဲပြီးဖို့စက္ကန့်20လောက်အလိုမှာပဲဒီ Ken Hasegawa ကိုအမောက်သိမ့်နိုင်ခဲ့ပြီးတော့မှဂွန်လာကသူ့ရဲ့ပထမဆုံးချန်ပီယံခပ်ကာကွယ် ွဲပေါ့နော် middleweight champion ခပတ်ကိုကာကွယ်နိုင်ခဲ့တာပါကောင်လာရဲ့ဆယ်ပွဲမြောက်နဲ့ဒုတိယအကြိမ် middleweight champion ခပတ်ကိုကာကိုပွဲက2018ခုနှစ်အောက်တိုဘာလ26ရက်နေ့ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ပွဲပါမြန်မာနိုင်ငံမှာနောက်ဆုံးကျင်းပခဲ့တာနဲ့အညီဒါမြန်မာပြည်သက်တွေကလည်းကောင်လာစိတ်မပြတ်စေခဲ့ဘူးပြိုင်ဖက်မိုဟာမက်ခါရာကီကိုပထမအချီတစ်ဝက်လောက်မှာပဲအမှောက်သိပ်ပြီးတော့မှ middleweight champion ကိုနှစ်ကြိမ်မြောက်ကာကွယ်ပြသွားတာပါ ဒီပွဲပြီးမှာတော့ဂေါလအောင်ဆန်းက International Fighter of the Year ဆုကိုဟိုနိုင်ငံတကာ Fighter ဆုပေါ့နော်ဒါအဲ့ဒါကို Isri Adesanya တို့ Khabib တို့ Kamaru Usman တို့သူကကြော်ပြီးတော့မှရရှိခဲ့တာပါတကယ်ပဲဂုဏ်ယူရတဲ့ဟိုတကဘာလုံးကတီးတဲ့အတိမှပြုတဲ့ဆုပေါ့နော်ပြီးတော့ကျွန်တော်တို့တကယ်ပဲဂုဏ်ယူရတဲ့ဟိုအချိန်ခါဖြစ်ခဲ့ပါတယ်ဆိုတော့ဆက်ပွဲမြောက် ဒါကသူ့ရဲ့ပထမဆုံးခပကာကွယ်ခဲ့ရတဲ့ဒီကန်ဟာဇဂါဝါနဲ့ပဲဒုတိယအကြိမ်ပြန်ပြီးတော့မှတွေ့ရတယ်ပွဲဆိုတော့ဒီတစ်ခေါက်ကြတော့မြန်မာနိုင်ငံမှာမဟုတ်ပဲနဲ့ဂျပန်ကြီးမှာကျင်းပခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပထမအကြိမ်သူတို့တွေ့တော့ကလိုမျိုးငါးအချီအထိမရောက်လိုက်ပဲနဲ့ဒုတိယအချီမှာပဲသူ့အမောက်သိပ်ပြီးတော့မှဟိုကန်ဟာဇဂါဝါရဲ့အင်ရှင်ပရိသတ်တွေရှိမှာပဲအနိုင်ယူပြခဲ့ပါတယ်၃ချိန်မြောက်မီဒယ်ဝိတ်ချန်ပီယံကိုကာကွယ်နိုင်ခဲ့တာပါ ပြီးပြီးတော့ light heavyweight ဒါနောက်ထပ်တန်းမြင့်တဲ့ light heavyweight champion ကိုကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီပွဲကိုကိုအောင်လာရဲ့ဆက်နှစ်ချိန်မြောက်ပွဲအဖြစ်ကျွန်တော်တို့ဟိုမြင်တွေ့ခဲ့ရတာပါ။ one heavyweight champion Brandon Vera က light heavyweight ကိုသူကဆင်းလာပြီးတော့မှကိုအောင်လာကိုဆင်ခေါ်ခဲ့တာပါ။ဒါပေမဲ့ကောင်လာကနှစ်ချီမြောက်မှာပဲအလဲထိုးပြီးတော့မှ light heavyweight champion ခပတ်ကိုလည်းအကောင်ဆုံးကာကွယ်ခဲ့ပါတယ်။ဆက်နှစ်ပွဲမြောက်အထိကောင်လာက middleweight ကို 3ချိန်ခပတ်ကိုကာကွယ်ခဲ့တယ်ပြီးတော့ဒီ light heavyweight ခပတ်ကို2ချိန်နဲ့စုစုပေါင်းခပတ်ကာကွယ်ခဲ့တာ4ချိန်အထိဖြစ်ခဲ့ပါတယ်ကွန်လာရဲ့ဆက်သုံးပွဲမြောက်ကတော့ကွန်လာစပြီးတော့မှအရှုံးနဲ့တွေ့ရတဲ့ပွဲဖြစ်ခဲ့ပါတယ်ဆက်သုံးပွဲနဲ့14ပွဲမြောက်ပေါ့နော်ဒီနှစ်ပွဲမှာဒီအခုနောက်ပိုင်းဆိုအားလုံးကွန်လာရဲ့မိတ်ဆွေအနေနဲ့တီးကြတဲ့ Rainier T Radar နဲ့တွေးခဲ့တာပါအဲနှစ်ပွဲလုံးဆက်တိုက်ကွန်လာအရှုံးနဲ့တွေးခဲ့ရတာပါသူရဲ့ဒီ middleweight ခပ်ပတ်ကောအာ light heavyweight ခပ်ပတ်ကောနှစ်ခုစလုံးဆုံးရှုံးခဲ့ရတာပါဒုတိယအကြိမ်မှာလဲကောင်လဒီဒီရီတာကိုပေါ့နော်သူအကောင်ဆုံးပြန်ပြီးရှင်းပြန်ဖို့ကျူကြီးစုတွေတေးချပြင်ဆင်ပြီးတော့မှလာပေမဲ့ဒါဒုတိယအကြိမ်လဲသူထပ်ပြီးတော့မတိုင်ဖြုတ်ဆုံးဖြတ်နဲ့ရှုံးခဲ့တာပါဆိုတော့ဒီလိုနဲ့ပဲသူ light heavyweight ကောဟို middle weight ကောနှစ်ခုလုံးဆုံးရှုံးခဲ့ရပါတယ်ကမ္ဘာနှစ်ခုလုံးဆုံးရှုံးရပြီးတော့မှဒီ15ပွဲအမြောက်မှာတော့ဘရာဇီးနိုင်ငံသား Leandro Atitis နဲ့ 235ပေါင် catch weight ပေါ့နော်ဟိုအဲ့မှာသူရှင်ပြိုင်ခဲ့ပါတယ်အဲ့ဒီပွဲမှာကွန်လာကလီယန်ဒရိုအထိုက်ဒက်စ်ကိုပထမအချီနဲ့အမှောက်သိမ့်နိုင်ပြခဲ့လို့အကုန်လုံးကကွန်လာပြန်လာနိုင်ခဲ့ပြီဆိုပြီးတော့မှမျောလင်းခဲ့ကြပါတယ်ဒါပေမဲ့16ပွဲမြောက်ဖြစ်တဲ့ Vitaly Big Dash နဲ့၃ချိန်မြောက်မကြီးပွဲမှာ you know nemesis decision နဲ့ကွန်လာထပ်ပြီးတော့မှရှုံးနိုင်ခဲ့ရပြန်ပါတယ် အဲ့ဒီနောက်16ပွဲမြောက်နဲ့18ပွဲမြောက်မှာပြန်ဖက်ဂျပန်ဖိုက်တာယူရှေအိုဂါမီနဲ့ဘရာဇီးဖိုက်တာဂီလ်ဘာတိုဂါလ်ဗာဟိုတို့နောက်လုံးကို ပထမအချီမှာပဲအမောက်သိပ်ပြီးတော့မှနိုင်ပွဲဆက်တိုက်ပြန်ပြီးရရှိခဲ့ပါတယ်ဆိုတော့16ပွဲမြောက်ဆိုတော့ဒီပွဲကြတော့ဂျပန်ဖိုက်တာဖန်ရောင်းကိုဒုတိယအချီမှာပဲချုပ်ွက်နဲ့ထပ်ပြီးတော့မှအနိုင်ယူပြခဲ့ပါတယ် ဆိုတော့အားလုံးလည်းကျွန်တော်တို့စိတ်လှုပ်ရှားရပါတော့เนาะโอเคသူများခပ်ပါများပြန်ရမလားဆိုပြီးကျွန်တော်တို့နှော်လင့်ခဲ့ကြပါတယ်နိုင်ပွဲတွေဆက်တိုက်ရတော့နောက်ထပ်တစ်နှစ်ကြော်အကြာမှာတော့ပွဲ20မြောက်ပေါ့เนาะအဲ့မှာကြတော့ဒါကကျွန်တော်တို့အားလုံးလည်းသိတယ်ကျွန်တော်ကိုယ်တိုင်လည်းလူကိုယ်တိုင်တက်ခဲ့တဲ့ပွဲပေါ့အဲ့မှာကြတော့ဟိုတူရကီနိုင်ငံသားရှမင်းအော်တိုကန်နဲ့စပြီးတော့မှတွေ့ရပါတော့တယ်အဲ့ဒီချိန်မှာကြတော့ဒါကိုအောင်လာလည်းအသက်က39နှစ်ရှိနေပြီအသက်အရွယ်ရ အကြပိုင်းရောက်နေပြီလို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒုတိယအချီမှာရှမင်းရဲ့ဆွဲလှဲတာကိုခံရပြီးတော့မှအပေါ်ကနဲ့ဒီ ground and pound နဲ့ပေါ့နော်ကိုအောင်လာကိုသူကအနိုင်ယူသွားခဲ့တာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခေါက်ကျွန်တော်တို့လည်းအားလို့အားသိရတယ်ဘာလို့များဒီပွဲထပ်ပြီးတော့မှချက်ချင်းဖြစ်ရလဲပေါ့နော်အဲ့လိုမျိုးပြောခဲ့ရတယ်22ပွဲမြောက်မှာတော့သူအကောင်းဆုံးပြန်ပြီးတော့မှပြင်ဆင်လာနိုင်မလားကျွန်တော်တို့မျှော်လင့်ကြပေမဲ့ ဒါရှမီးရဲ့မထင်မှတ်တဲ့အမြင့်ကန်ချက်နဲ့အတူပေါ့နော်ပထမအချီစစချင်းလောက်မှာပဲဂွန်လာထပ်မှန်ပြီးတော့မှရှုံနေခဲ့ရပြန်ပါတယ်ဆိုတော့တီပွဲပြီးမှာတော့ဂွန်လာကဟိုအနားယူတော့မယ်ဆိုတဲ့လူမျိုးတတိနေလဲထွက်တယ်ဒီပွဲသာနိုင်ခဲ့ရင်အနားယူမယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီပွဲတော့ငါလဲသူနိုင်အနားယူမလို့လို့မယူမလို့လို့တတိလေးတွေထွက်ခဲ့ပြီးဂွန်းနေရနဲ့သူလက်အိတ်ချွတ်ပြီးတော့မှနောက်ကြမှာမချွတ်ပဲပြန်ယူသွားတယ်အဲ့လိုမျိုးလေးအနေထားပေါ့နော်ဆိုတော့ အဲ့ဒီပွဲမှာပြီးတော့သူအနာမယူလိုက်ဘူးဆိုတော့22ပွဲမြောက်ဖြစ်ပြီးဟိုနောက်ဆုံးပွဲဒီပွဲကကြတော့ဒါအားလုံးလည်းတိကြပြီမကြသေးဘူး1 fight night 36မှာပူပူနွေးနွေးပဲသူအနိုင်ယူသွားခဲ့တာပါဆိုတော့ဒီပွဲမှာတော့သူကဆွီဒင်နိုင်ငံသားဇဘတ်ရှန်ကာဒက်စတမ်နဲ့ရှင်ပြိုင်ခဲ့ရတာပါသူတို့ကအတူတူလက်ကျင်ဖူးကြသလိုတယောက်နဲ့တယောက်လည်းသူတို့နည်းနည်းပူပြီးတော့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ fighter တွေပါပထမအချီမှာတယောက်နဲ့တယောက်လည်းဆန်းရင်းနဲ့ ညာနေတယ်လို့မျိုးရှိခဲ့ပါတယ်ဒါပေမဲ့တိုင်းကလည်းပြောလာတယ်အချက်ပြတယ်ဆိုတော့ဒုတိယကြီးမှာတော့သူတို့အမှန်ကန်ရှင်ပြိုင်ပြီးတော့မှအာကိုအောင်လာရဲ့လက်တီတွဲလုံးတွေနဲ့အာဇာဘရှန်ကာတက်စတမ်ကိုအနိုင်ယူပြီးတော့မှသူ့ရဲ့နောက်ဆုံးပွဲမှာလှပါတဲ့အနိုင်ပွဲနဲ့ဟိုနားယူဖို့ဖြစ်ခဲ့တာပါဆိုတော့ကျွန်တော်တို့ရဲ့ချန်ပီယံကြီးကိုအောင်လာက1မှာ ဒါ16ပွဲနိုင်6ပွဲရှုံးရလာကိုပိုင်ဆိုင်ထားပါတယ်ပြီးတော့သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာဆိုလို့ရှိရင်တော့ကိုအောင်လာက49ပွဲကစားခဲ့ပြီးတော့မှ32ပွဲနိုင်55ပွဲရှုံးပြီးတပွဲ non contest ရလာပိုင်ဆိုင်ထားပြီးတော့မှအခုလို1ငါးနဲ့အနားယူသွားတာပါထိုက်ထိုက်တန်တန်မဲ့အခုလာမဲ့နိုဝင်ဘာလဂျပန်မှာထိုးမဲ့ပွဲမှာလေသူ့ကို Hall of Fame မှာဒါဝမ်းကတတိယမြောက်ပုဂ္ဂိုလ်အနေနဲ့သူတို့မှတ်ချက်တင်ဖို့သူတို့ဟို အစီအစဉ်ဆွဲထားတာပါတရားဝင်ကြေညာထားခဲ့တာပါဆိုတော့ကိုအောင်လာကတော့ဒီအနိုင်ပွဲတွေလဲဆလာပါပါအများကြီးယူယူနိုင်ပေးခဲ့တယ်ကျွန်တော်တို့မြန်မာပြည်အတွက်ပြီးတော့သူ့ထက် weight down မြင့်တဲ့လူတွေဒီ heavy weight ကနေဆင်းလာတဲ့လူတွေ open weight တွေနဲ့အဲ့လိုမျိုးတွေနဲ့ပါသူရှင်းပြအနိုင်ယူခဲ့တော့တကယ်ကိုဟိုသူ့ခေတ်သူ့အခါမှာတကယ်ထူးချွေပြီးတော့မှခပတ်ကိုဟိုခပတ်နှစ်ခုတပိုင်းတည်းထဲ ိုင်ဆိုင်နိုင်တဲ့ဖိုက်တာဖြစ်တယ်လို့သူ့ရဲ့ချန်ပီယံခပ်ပတ်ကိုလည်းလေးကျင်တိုင်တိုင်ကာကွယ်နိုင်ခဲ့တဲ့ဖိုက်တာဖြစ်လို့သူ့ရဲ့မှတ်တမ်းကတော့တကယ်ကပါမှာတော့မှဒါထိတ်တန်းဟိုဖိုက်တာအနေနဲ့တည်ရှိနေခဲ့တာဖြစ်ပါတယ်ဆိုတော့ congratulation ကိုအောင်လာကျေးဇူးအများကြီးတင်ပါတယ် bye bye see you